အစင်းရဲ့ဒုက္ခရောက်ရင်တနာကျင်နာတယ်။သာသမီတွေကိုယ့်ထက်တာလုံသွားရင်ဝမ်းမြောက်တတ်တယ်။ဟဟလာဘလို့မှလုံးလို့မရတဲ့အခါကျရင်ဟဟလာအကြီးရဲ့အငယ်ရဲ့အရွယ်အလတ်ကဘာမှမထားဘူး။ဟဟလာတချို့သာသမီကပညာရေးတတ်တယ်။တချို့သာသမီကပညာမတတ်ရှောက်။တချို့ကသူ့ကံနေပေါ်မှုတယ်။အိမ်တော်ကြီးအစင်းပြေးတယ်။တချို့ကအိမ်တော်ကြီးအစင်းမပြေးဘူး။တချို့ကကိုလည်းငါပြည့်စုံတယ်တချို့ကကိုလည်းငါအဲ့တော့နေကြရင်တော့တနာတယ်ဒါပေမဲ့ဘု து ကိုမှမျက်နာမလိုက်ဖဲနဲ့အလေအလတ်ထားနိုင်တယ်ဥပိ္ပခာ ဟုတ်ပြီနော်အဲ့တော့ဓမ္မဝိရတာတရား၄ပါးထဲမှာကရုဏာဆိုတာပါလားမပါအဲ့တော့တဏှာကျင်နာယုံနေမှာပေါ့မပြီးသေးဘူးစွန့်နိုင်သမျှလဲသူဒုက္ခကလွတ်မြောက်အောင်လဲကယ်တင်ပေးနိုင်တယ်ဒါကြောင့်ကရုဏာဆိုတဲ့သဘောတရားဒီဒုက္ခတတတဝပညာလို့ပြောရင်လူတွေလည်းပါမယ်နှက်တွေလည်းပါမယ်အကုန်ပါမယ်ဆင်းရဲဒုက္ခရောက်နေတော့အပေပုံသားတွေရောမပါဘူးလားဒါကြောင့်ဒုက္ခတတတဝပညာကိုအာယုံပြု၍တဏှာကျင်နာတဲ့သဘောဒါကြောင့် ကုတ်ကုတ်စဘသူမကျင်တ်တာကိုကိုကိုမကျင်တ်တာအိတာကသူမကျင်တ်မစ္စရိယာကိုတဲကရော့သွားမှမကျင်တ်တာဒေါသက generally အကုန်လုံးမှာပါမယ်ဟုတ်ပြီနော်ဒီသဘောကဲဒါကြောင့်ကုဏကကရုဏာနဲ့မုဒိတာ တရားသည်တဲ့ထားတဲ့နေရာမှာကိုအောက်တွေ့ရင်တနာရမယ်ကိုထက်တိုင်းဝမ်းမြောက်ရမယ်ဆိုတဲ့တရားနှစ်ပါးသည် အကန့်အကွယ်မရှိရဘူး ကတ္တမညာစေတသိက်နှစ်ပါးသည်တဲ့ရိုးရိုးအနေနဲ့တနာတဲ့သဘောလေးဖြစ်လာပြီဆိုရင်တဲ့ကျမတို့မှာ ဖြစ်လာသောစိတ်ကိုကြည်ရင်မဟာကုသိုလ်မဟာကုသိုလ်စိတ်ရှစ်ပါးဖျားယဟန္တာတွေမှာလဲတတ္တဝါတွေပေါ်မှာရင်ဝဲသားပမာတနာတဲ့သဘောဟဟလာတရားတွေပြေဝသွားရင်ဝမ်းမြောက်တဲ့သဘောမရှိဘူးလား ဒါဆိုကရုဏာနဲ့မုဒိတာတိဖရာယဟန်တာတွေမှာဆိုရင်မဟာကရိယာစိတ်၈ပါးဟုတ်သလားအဲ့ဒီကရုဏာနဲ့မုဒိတာကိုဆက်လက်ပြီးတော့ပွားများအထောက်သွားမယ်ဆိုရင်ကရုဏာကိုစိတ်ထားကိုပြည့်ပြည့်နဲ့နဲ့သာပွားများပြီးတော့သွားနိုင်မယ်ဆိုရင်တက္ကဝအလုံးပေါ်မှာပြည့်ပြည့်နဲ့နဲ့ထားနိုင်တဲ့ကရုဏာသည်ဇန်တန်အောင်ရနိုင်တယ်။မုဒိတာတရားလည်းပွားများအထောက်မယ်ဆိုရင်လည်းဇန်တန်အောင်ရနိုင်တဲ့အတွက် ကရုဏာနဲ့မုဒိတာတွေရမယ်ဇန်သည်မဟေဂုတ်စိတ်ထဲကပထမဇန်စိတ်၃ပါးဒုတိယဇန်စိတ်၃ပါးတတိယဇန်စိတ်၃ပါးသတုဒ္ဓဇန်စိတ်၃ပါးတိုင်အောင်ကရုဏာနဲ့မုဒိတာသည်ဇန်ရနိုင်သောကမ္မထံဖြစ်ပါလေဟုတ်ပြီနော်သို့တော်ကရုဏာနဲ့မုဒိတာသည်မဟာဝိဘက်မှာမရှင်းနိုင်ဘူး မဟေဂုတ်ပြင်းဆက်မဆန်15ပါးမှာမရှိနိုင်ဘူးကရုဏာမုဒိတာကို ပွားများခြင်းအပြင်မက်ဖို့လဲမရနိုင်တဲ့အတွက်လောကုတ္တရာစိတ်တွေမှာလဲမရှိနိုင်ဘူးနေရာမှာကရုဏာဆိုတာကဒုက္ခိတတ္တဝါကိုအာယုံပြုပြီးတနာတာမုဒိတာဆိုတာဒုက္ခိတတ္တဝါမှာဝါမြောက်တာသဘောချင်းတူတာ မတူတဲ့အတွက်ဒီနှစ်ခုသည်အပမညာစေတိတ်နှစ်ပါးလို့ပြောပေမဲ့ပေါင်း၍ရှင်ယိုးထုံးစံမရှိတဲ့အတွက်ကရုဏာဖြစ်နေချိန်မှာမုဒိတာဖြစ်ခွင့်မရှိကရုဏာနဲ့မုဒိတာသည် အတူတကွပေါင်းယိုးထုံးစံကရုဏာတသက်တလန်မုဒိတာတသက်တလန်ဆိုတော့အဲ့ဒီ28ပါးသောစိတ်တွေမှာကရုဏာနဲ့မုဒိတာသည်အဲ့တော့မဟာကုသိုလ်ဖြစ်တိုင်းလဲကရုဏာမဖြစ်ဘူးလေဟုတ်လားကျမတို့ဒါနပြုနေတဲ့မဟာကုသိုလ်မှာကရုဏာမရှိဘူး ုဏာနဲ့မုဒိတာတိ28ပါသောစိတ်တွေမှာအမြဲမရှင်ဘူးယံခါရှင်နေရှင်တဲ့နေရာမှာလဲကရုဏာပါရင် မုဒိတာမပါတဲ့အတွက်အသည်သည်ဒါကြောင့်စာကျက်လိုက်ရင်ကရုဏာမုဒိတာအပ္ပမညာစေတိတ်2ပါးသည်မဟာကုသိုလ်ကရိယာ16ပါး၌ယံခါအသည်သည်မဟာဂုပထမဇံ၃ဒုတိယဇံ၃တတိယဇံ၃သတုဌဇံ၃ဘာ 28ပါသောစိတ်တို့နှင့်ရှင်ဤဆိုပေမဲ့ဒီနေရာတွေလည်းရံခါအသေးသေး